ဂျပန်ပြည်နဲ့ရေတပ်အကြီးတန်းအရာရှိတွေကပဲစစ်ပွဲရဲ့တိကျတဲ့ဆုံးရှုံးမှုကိုတည်ခွင့်ရခဲ့ပြီးတော့ဂျပန်ပြည်သူနဲ့အခြားတပ်ဖွဲ့ဝင်တွေကိုတော့စစ်နိုင်နေဆိုပြီးတော့သတင်းမှောင်ဖုံးခဲ့တယ်။ Empire Japanese Army IGA ကတော့မှဂျပန်ရေတပ်ဟာအင်အားတောင့်နေတယ်လို့ပဲယုံကြည်နေခဲ့ကြတာပါ။1940နှစ်ဇွန်လ14ရက်နေ့မှာဂျပန်ရေတပ်ရဲ့ရေရင်စုတွေဟာဟာရှိဝါဂျီမာစိတ်ကန်းကိုပြန်လည်ရောက်ရှိလာခဲ့ပါ။ဒဏ်ရာရသူများကိုရေတပ်စေအုံများဆိုချက်ချင်းလွှဲပြောင်းကူတောင်းမှုခံယူစေခဲ့ပြီးတော့အများစုကိုလွှတ်ဝဲလူနာဖြစ်နေတတ်မှတ်ပြီးတော့တည်တံခွဲထားခဲ့ပါ။ကျန်တဲ့အရာရှိနဲ့တပ်ဖွဲ့ဝင်တွေကိုတော့မိသားစုဆွေမျိုးတငယ်ချင်းများနဲ့ပေးမတွေ့ပဲအခြားတပ် ပွဲတည်းစုကိုလူစုခွဲပြီးတော့အကြဆုံးများနေတဲ့တိုက်ပွဲနေရာတွေကိုပို့လိုက်ပါတယ်။တိုက်ပွဲရှုံးနေမှုရလဒ်အနေနဲ့လောင်စာစီလိုအပ်ချက်ကြောင့်လေးကြီးရင်နဲ့ထုတ်လုပ်ရေးမှာဂျပန်တို့များစွာထိခိုက်နှောင့်နှေးခဲ့ရပါတယ်။အကြဆုံးသွားတဲ့ဂျပန်လေယာဉ်မှုတွေနေရာမှာလည်းအစားထိုးဖို့အတွက်အလင်းမြန်လေးကြီးတင်ချပေးထားတယ်။လေယာဉ်မှုတွေရဲ့အရေးချင်းကတိတိတသားလျော့နေလာခဲ့ပါတယ်။စစ်မှုထမ်းအောင်တွေကလည်းစစ်တွင်ကာလမှာဆက်လက်တိုက်ခိုက်လို့ချင်းစိတ်မရှိတော့ပဲနဲ့မွေးရမြေဂျပန်ကျွန်းတွေစီကိုသာပြန်ကြည့်နေခဲ့ကြတာပါ။နောက်ဆုံးအနေနဲ့ဂျပန်ရေတပ်လေတပ်အုပ်စုတစ်ခုလုံးစစ်တွင်ကာလမှာတဖြည်းဖြည်းယုံရင်းပြည့်စည်နေခဲ့ပေမဲ့သူတို့ရဲ့ပြိုင်ဘက်အမေရိကန်တို့ကတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။1940စ ဇွန်လ၄ရက်ကနေပြီးတော့9ရက်နေ့အထိဖြစ်ပွားခဲ့တဲ့မိဝေတိုက်ပွဲကိုပစိဘေးသမုဒ္ဒရာအချိုးကွယ်အလှည့်ပြောင်းလို့လည်းခေါ်ကြပါဂျပန်တွေအပေါ်မဟာမိတ်တပ်တွေရဲ့ပထမအကြိမ်အဓိကရှေ့တက်အောင်ပွဲလည်းဖြစ်ခဲ့ပါတယ်တကယ်လို့ဂျပန်တွေသာနိုင်ခဲ့ရင်ဟာဝိုင်ကျွန်းကိုတင်ပိုက်ပြီးအမေရိကန်ရဲ့တခုလေသောလေကြောင်းကိုပိတ်ဆို့ကကုန်းမြေတခုလုံးကိုတင်ပိုက်မှာပဲဖြစ်ပါတယ်မိဝေတိုက်ပွဲကအမေရိကန်နဲ့မဟာမိတ်တပ်တွေကိုပြူအားပြောင်းလဲခြင်းကိုဖြစ်ပေါ်စေခဲ့တာစစ်ရှုံးနေတဲ့မဟာမိတ်တွေကိုစစ်နိုင်စေတဲ့လမ်းကြောင်းပေါ်တင်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်စားရေးစရာတချို့ကဂျပန်တွေကမိဝေမှာလေရင်တင်သမုန်းနဲ့လေရင်မှုတွေဆုံးရှုံးသွားလို့အားနေခဲ့ရတယ်လို့ထင်မြင်သုံးသပ်ကြပါမယ်လေ ယ်ဂျပန်ရေတက်နဲ့လေတက်အတွက်အင်အားထိခိုက်စေတဲ့ပမာဏတော့မဟုတ်ခဲ့ပါဘူး Pacific စစ်ပွဲတွေရဲ့အစမှာဂျပန်တို့ဘက်မှာလေရင်တမောင်းငယ်အစီး2000လောက်ရှိပါတယ်တကယ်တမ်းဂျပန်ရေတက်နဲ့လေတက်အားနည်းသွားခဲ့တဲ့အတိကအကြောင်းရင်းကဂျပန်လေရင်တမောင်းကြီး၄စီးပေါ်မှာလိုက်ပါလာတဲ့၄၀ရာခိုင်နှုန်းကျော်သောလေကျင်းတင်ညာထားတဲ့လေရင်စက်ပြင်ပညာရှင်တွေဒီပညာရှင်တွေကျွမ်းကျင်လေရင်အမှုတန်တွေတန်ကြက်ကပညာရှင်တွေစတဲ့စနေတကြလေကျင်းတင်ညာထားတဲ့တမောသားတွေပါဝင်တဲ့အဖွဲ့အစည်းဆိုင်ရာအသိပညာများဆုံးရှုံးခဲ့လို့ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့တာနောက်ပိုင်းမှာနီးပညာဘလောက်တောင်ကွာခြားလာတယ်လို့ဆိုရင်ဂျပန်တို့ဘက်ကရေတက်တမောသုံးသိတိဆောက်ပြီး ီးချိန်မှာအမေရိကန်ရေတပ်ကရေတပ်တင်မောနှစ်တာစင်ကျော်နဲ့အပေါ်စားလေရင်တင်မောတွေအဆောင်တင်မောတွေကတာဝန်ထမ်းဆောင်စေနိုင်ခဲ့တဲ့အထီကိုထုတ်လုပ်ပြီးစီးခဲ့ပါတယ်။1943မှာဂျပန်ရေတပ်ဖခင်ကြီးယာမာမိုတိုကိုပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းကလည်းဂျပန်တို့ကိုများစွာခေါင်းကြောက်စေခဲ့တာပါ။ရေးကြီးတဲ့အချက်အနေနဲ့မြေဝေကျွန်းတိုက်ပွဲကဂျပန်နဲ့နာဒီဂျာမနီတို့အိန္ဒိယမှာတွေ့မဲ့အစီအစဉ်ကိုလည်းဖျက်ဆီးခဲ့တာပါ။မိတ်ဆွေတို့အနေနဲ့ကျွန်တော်အခုတင်ဆက်ပေးထားတဲ့ဘတ်တဲအော့မြေဝေအကြောင်းလေးကိုလေ့လာမိပြီဆိုရင်ထင်မြင်ယူဆချက်များကို comment section မှာအပြန်အလှန်ဆွေးနွေးကြဖို့အတွက်ဖိတ်ခေါ်ပါတယ်။အခြားလေ့လာခြင်းနဲ့အကြောင်းအရာလေးများရှိမှဆိုလည်း comment section မှာရေးသား ြခဲ့နိုင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးထူးတင်ပါတယ်စိတ်ချမ်းသာကိုကျမ်းမာရေလိုရာဆန္ဒတွေပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်